အားလုံးပဲမင်္ဂလာပါဒီနေ့တင်ကန်းစာကတော့လူပုံတူရေးနေအပိုင်း3ဖြစ်ပါတယ်ဒီတင်ကန်းစာမှာလူမျက်နှာအစိပ်ပိုင်းဖြစ်တဲ့နှာခေါင်းနဲ့ပါးစပ်ကိုရေးဆွဲပြမှာဖြစ်ပါတယ်အရင်တင်ကန်းစာမှာတွေတုန်းကအမောင်ဆုံးအပိုင်းတွေရင်းနှီးကိုအပိုင်းတစ်အနေနဲ့အပေါ်ကလင်းမှာတင်ပြထားပါတယ်မကြည့်ရတဲ့အတူရေးစိတ်ဝင်စားရင်တွားကြည့်လိုက်ပါနော် ပိုင်းနဲ့အနေနဲ့မျက်လုံးရင်းနှီးကိုလည်းအပေါ်ကလင့်မှာအသေးစိတ်ရေးဆွဲပြထားပြီးပါပြီ။ဒီတင်ကန်းစာမှာတော့နှာခေါင်းနဲ့ပါးစပ်ကို ရေးဆွဲပြမှာဖြစ်ပါတယ်။အရင်ဆုံးနှာခေါင်းကိုရေးကြမယ်။အောက်ခံတုံးကိုတူးပြီးနဲ့ချေပါမယ်။ပြီးရင်တ िश ူလေးနဲ့ပြန်လိုက်မယ်။ရင်းတဲ့အပိုင်းတွေကိုတော့တူးပြီးနဲ့နှစ်လွှာသုံးလွှာထပ်ပါမယ်နော်။ နှကောင်းကနှာတန်လေးပေါ်နေရမှာဖြစ်လို့ဘေးဘက်တွေကတုံးရင်ပါတယ်နှာတန်နေရာလေးကအလင်းနေရာလေးဖြစ်လို့တုံးကိုဖြည်းဖြည်းလေးပဲထားတာပါပြီးရင်တော့တုံးတွေညက်သွားအောင်ဗလန်နာနဲ့ဖြည်းဖြည်းတစ်ရှူနဲ့ဖြည်းဖြည်းဗလန်လိုက်ပါ အလင်းနေရာတွေကိုတော့ပြပြလေးထားတာနော်ပြက်ပြက်ကြီးမချလိုက်ပါနဲ့ အနောက်တစ်လွှာကိုရင်းတဲ့နေရာတွေမှာဖောဗီနဲ့ခြေပါမယ်။ဖောဖွားလေးပဲခြေပါ။ဖိခြေလိုက်လို့မရပါဘူးနော်။ဖိရင်သုံးတွေထောက်တတ်တယ်။ဘလန်းရင်လည်းခဲတွေကမညက်တော့ပါဘူး။ အလင်းနေရာနဲ့အမှောင်နေရာရဲ့ကြားထဲမှာကြားတုံခံရမယ်နော်ဘလန်းလိုက်ခဲပြန့်ထလိုက်လို့လို့ပါပြပြလေးဖြစ်နေရမှာမလို့ပဖွားလေးနဲ့ဖြစ်ဖြစ်လေးပဲခြေပါ ပြီးရင်ဗလန်လာခြေလိုက်လို့ပါနှာခေါင်းပေါက်လေးတွေကလည်းဖောင်းနေရတဲ့တန်လေးမိုးလို့ဘေးဘက်တွေတုံးရှင်းပြီးအလဲမလင်းနေရမှာနော်ပြပြလေးဖြစ်သွားအောင်ဗလန်ပါ ဖောပြီးနေခြေလို့လိုချင်တဲ့တုံးမရသေးရင် ရှင်းပြနေထပ်ပါမယ်။ရင်းတဲ့နေရာတွေကိုပဲထပ်မယ်နော်။ဘောဘီနဲ့ခြေတုံးကားလိုပဲ ပြဖြည်းလေးပွားလေးခြေပါခြေနှက်ပြီဆိုရင်အရိတ်ကိုခြေမယ်အရိတ်အရိတ်ရှိမှဒုတဲ့ပုံမှာမွန်လို့အရိတ်ကိုမခြေပဲထားလို့မရပါဘူးဘောဘီလေးနဲ့ခြေလိုက်မယ်အရိတ်ရဲ့၃ကအရာဝတ္ထုရဲ့၃ထပ်ပူရှင်းပါတယ်အရိတ်ဖြစ်တဲ့အတွက် ုံးရင်မှာတပါဝကြပါပြီးရင်ဘလန်လာလေးနဲ့ဘလန်လိုက်ပါမယ်မူရင်းပုံနဲ့ရှင်ကြည့်လို့လိုအပ်တာတွေရှိနေတဲ့ရင်တပြေးပြေးညှိသွားပါ အလင်းနေရာတွေကိုခဲပြတ်ပြောနေတူတူပြီးရော အလင်းဖောက်လိုက်ပါတော့ဒါမှနှာတန်လေးတွေဖောင်းနေပုံစံလေးတွေပေါ်သွားပါလူပုံသူဖြစ်ရတော့ကြမူရင်ပုံနဲ့တူရပါမယ်နော်လုံးဝရေမတူရင်တော့မပုံပြတ်လို့မရပါဘူးနှာခေါင်းရေးပြီး ပါးစပ်နှက်ခမ်းပေါ့နော်နှက်ခမ်းကိုရေးချင်သုံးဖြည့်ကြမယ်အောက်လိုင်းတွေကိုထင်အောင်ဒူးပြီးနဲ့ရေးမယ်အောက်ခံတုံးကိုဒူးပြီးနဲ့ပဲတက်ပြင်းညီချစ်မယ်ဖြည့်ရဲ့နှက်ခမ်းရဲ့အရေးကြတဲ့နေရာတွေရင်းတဲ့နေရာတွေကိုဒူးပြီးနဲ့တက်လွှာထားလိုက်ပါ ပြီးသွားရင်ဗလန်ဒါနဲ့ခဲခဲတွေညက်သွားအောင်ဗလန်းမယ်နှက်ခမ်းရဲ့တက်ချလေးတွေကိုတူးပြီးလေးနဲ့ပဲဖြည်းဖြည်းလေးရေးလိုက်မယ်နော်ဖုန်းနဲ့တုံးပြီးတော့ရင်းတဲ့နေရာတွေကိုလိုက်ချင်မယ်နှလွာသုံးခွာချေပါ ခဲတဲ့နံပါတ်တစ်ခုတုံးပြီးတိုင်းဗလန်းရမယ်ဆိုတာမှတ်ထားပါဗလန်းတာလေးနဲ့ဖြည်းဖြည်းလေးဗလန်းမယ်ဖိပြီးရောမဗလန်းပါနဲ့နော် ခဲပြန်ထားရတာခတ်တယ်လို့ပါမလို့ရပါဘူးဆက်ရှိ 4B ကိုတုံးပြီးရင်ဆက်ပြီးနဲ့လိုချင်တဲ့တုံးရတဲ့အထိရင်းတဲ့ဘိုင်းတွေနှက်ခမ်းရင်အရေးကြတဲ့ဘိုင်းတွေကိုချင်အပေါ်နှက်အောက်နှက်ခမ်းစုံနေတဲ့နေရာအပေါ်နှက်ခမ်းရင်အရေးကြတာဖြစ်တဲ့အတွက်ကြောင့်မှောင်ပါတယ်နော်ဒါကြောင့်ဆက်ပြီးနဲ့နက်နက်လေးခြေလိုက်ပါ တခြားလေးတွေကဗလန်းလိုက်တဲ့အတွက်ခဲတွေမှုံသွားတတ်တယ်။ပြန်ပြီးရောဖို့နှကမ်းမှာလည်းအလင်းနေရာလေးတွေခပ်ပပါလေးရှိပါရဲ့နော်။အဲ့ဒါတွေကိုမူရင်မူရင်ပုံကိုကြည့်ပြီးရောခဲပြပြောနေအလင်းလိုက်ဖောက်လိုက်ပါ။ပြီးရင်အရိတ်ကိုရေးပါမယ်နော်။မူရင်ပုံကိုကြည့်ပြီးရောအရိတ်နေရာတွေကိုတူးပြီးနေဖြစ်ဖြစ်ဖော်ပြီးနေဖြစ်ဖြစ်ချေလိုက်ပါ။ပြီးရင်ဗလန်းလိုက်ပါမယ်။မူရင်ပုံကိုကြည့်ပြီးရောလိုအပ်တာတွေလိုက်ဖြည့်ပါမယ်နော်။ สุยโนนนักนาฬิยิลุปีบาบีนักเถึงไงสามารถเปลี่ยนตัวยมาเป็นน้องอาลวีบาย